အားတော့ကျွန်တော်ဗုဒ္ဓဘာသာကိုဘယ်လိုယုံကြည်လာတယ်၊တန်ဃာတွေကိုဘယ်လိုကြည်ညိုလာတယ်နဲ့တရားဓမ္မတွေကိုဘယ်လိုစိတ်ဝင်စားလာတယ်ဆိုတာလေးကိုကျွန်တော်အချင်းချင်းပြန်ပြောပြတာပါ။ကျွန်တော်ကငငယ်ရွယ်ရွယ်နဲ့ဒီအသက်အရွယ်နဲ့လူငယ်ယောက်ျားလေးဖြစ်ပြီးတော့ဘာသာရေးပေါ်မှာစိတ်ဝင်စားတဲ့အတွက်ဝိုင်းကြီးခင်ပေးရတယ်။ကျွန်တော်ဘာလို့ဒီလိုစိတ်ဝင်စားသွားလဲဆိုတာကိုလည်းကျွန်တော်ပြောပြပေးခြင်းနဲ့ကျွန်တော်ကိုယ်တိုင်ကအသက်20 22လောက်အထိမှာဗုဒ္ဓဘာသာနဲ့ပတ်သက်ရင်ဘာမှတကယ်ဝင်ဝင် နားလည်ထားတာမရှိပါဘူး။ တာမန်လူငယ်တွေလို့ပါပဲအထူးဖြစ်ပြောရရင်ဒီဘက်ခေတ် 2K ဘုံညီငယ်ညီမငယ်တွေလို့ပါပဲပြီးပါဇက်ကလည်းပြောခဲ့ဘူးပါလေငါပါတာမယ်ပေပါတာမှမကိုးဝယ်ဘူးဘာဖြစ်လို့လဲလို့အကြောင်းရင်းကိုရှာလိုက်တဲ့အခါမှာပေါ်တော့သာပါလေမင်းဖုန်းကြီးတွေကဘလို့လုံနေတာဘာဖြစ်နေတာညာဖြစ်နေတာဆိုတော့ reason တွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ကတော့ပြန်မေးခဲ့တယ်ဘုဒ္ဓဘာသာကိုတကယ်လေ့လာပြီးလားဆိုတော့ကျွန်တော်တကယ်ဘုဒ္ဓဘာသာကိုမလေ့လာရသေးဘဲနဲ့ဘုဒ္ဓဘာသာကဆင်းသက်လာတဲ့လူငယ်တယောက်အနေနဲ့ အဘာသာမဲ့ဆိုပြီးတော့ခေါင်းတင်ဟောဝင်လိုက်တယ်ဘယ်ဘာသာမှမကိုးဝယ်ဘူးကွာငါဘာသာမဲ့ပဲအာငါမချင်ယူဘူးဘာညာဒီလိုမျိုးကြီးလာတာပေါ့နော်ငယ်ရွယ်တဲ့အချိန်မှာဒီဘက်ခင်မှာလည်းအဲ့လိုမျိုးလူငယ်ကြီးကျွန်တော်အများကြီးတွေ့ရတယ်ဆိုတော့ကျွန်တော်တို့အားလုံးကိုကျွန်တော်ဒီကနေပြီးတော့ပြောပြချင်တာပါကျွန်တော်ရဲ့အတွေ့အကြုံလေးကို share ပေးချင်တာပါကျွန်တော်ကရန်ကုန်မှာငယ်ရွယ်နဲ့အလုပ်တက်လုပ်ပြီးတော့နေတဲ့လူငယ်ဆိုတော့ကျွန်တော်ရဲ့အတွေ့တဲ့တွေ့ရဲ့မြင်ကွင်းထဲမှာမြင်ရတဲ့ဖုန်ကြီးရဟန်းတွေကအရှက်တောက်တာလည်းရှိတယ် ဘုံကြီးတူတွေလည်းရှိတယ်အလူခံမထဲလို့ဆဲကြီးရိုက်သွားတာလည်းရှိတယ်ဆိုတော့ဘလုံးမမကြည်ညိုနိုင်ဘူးဗုဒ္ဓဘာသာဝင်ဆိုတာဗုဒ္ဓဘာသာကိုတည်ဆောင်တဲ့ယဟန်တန်ကရဲ့ဂုံကအရင်မကြည်ညိုစရာကောင်းနေတဲ့အခါမှာကိုယ်စိတ်ကမကြည်ညိုမိတော့ဒီနေရာမှာအပေါင်းအသင်းကအရင်အရေးကြီးတယ်ဆိုတာကိုလည်းကျွန်တော်ထည့်ပြောခြင်းတယ်ကျွန်တော်တင်ခြင်းတရားအရင်ကျေးဇူးတင်ပါတယ်သူကဘုံကြီးကနေလူထွက်လာတဲ့သူတရားဘာသာရေးနဲ့ပတ်သက်ရင် knowledge ကတော့ full ဖြစ်တယ်။သူတို့တော်ရတဲ့ငွေချင်းတော်တော်လေးခင်ကြတယ်။ခင်ကြတယ်ဆိုတော့ကျွန်တော်သူနဲ့တည်းရဲ့ဘုံကြီးเจ้าကိုလိုက်သွားတယ်။ ဘုံကြီးเจ้าကိုရောက်တဲ့အချိန်မှာအဲ့ဒီเจ้าကဝီနီးဆောင်ယဟန်ရဲ့အကြောင်းကျွန်တော်အသက်22လောက်အထိရဝီနီးဆောင်ယဟန်နဲ့အယိုယဟန်ရှိတယ်ဆိုတော့ကျွန်တော်တကယ်မသိခဲ့ဘူးဆိုတော့ကျွန်တော်တို့ရရှင်းပြပါဒါပေမဲ့ကျွန်တော်တခြားနားမလည်ပါဘူးအဲ့ဒါနဲ့ကျွန်တော်အဲ့ဘုံကြီးเจ้าရောက်သွားတဲ့အချိန်မှာအဲ့ရဥစဉ်လေးတပါးကိုတွေ့တယ်ကျွန်တော်တို့ကဥစဉ်လေးเจ้าမှာတဲတဲ့ခါကျတော့ဥစဉ်လေးရဲ့နားမှာနေကြရပေါ့အာကျွန်တော်ဥဒိနေသားမှာနေတာဆိုတော့ကျွန်တော်တခါခါသွားဖုန်းကြောင်းသွားရင်တော့တပတ်လောက်လဲကြာရင်ကြာတယ်နှစ်ပတ်လောက်လဲကြာရင်ကြာတယ်ဗောနော်အဲ့လိုဆိုတော့ ဟိုပြောချင်တာကျွန်တော်ရဲ့24နာရီလုံးကိုကျွန်တော်ကအဲ့ဒီဖုန်းကြောင်မှာတုံးလိုက်တာတုံးလိုက်တဲ့ခါကျတော့ဟိုတရဥစဉ်နေဘာလုပ်လဲဆိုတာကိုဥပမာဗျာညမနဲ့မိုးလင်းတာကနေစပြီးတော့အိတ်အိတ်ဝါတဲ့အချိန်ကြီးဘာလုပ်လဲဆိုတာကိုအစဆုံးမြင်ရတဲ့ခါကျတော့တုံးတက်လို့ရတယ်ပေါ့ဒီဥစဉ်လေးကိုတတိထားမိတာဘာလဲဆိုတော့မြင်နေကြတဲ့တော့မတူထူးခြားတယ်အဲ့လိုတည်ငြိမ်နေ အေဂျင့်နဲ့တတိနဲ့အမြဲနေထိုင်တယ်24နာရီလုံးနိုးနေတဲ့ကာလပတ်လုံးမှာတတိနဲ့အမြဲနေထိုင်နေဆိုတော့ကျွန်တော်တတိထားမိလိုက်တယ်ပြီးရင်နောက်တစ်ချက်ပါလဲဆိုကျွန်တော်စောစားတာအဲ့အဲ့အကြောင်းမှာကသူကဟိုကမ်ဘောဒီးယားတွေမြန်မာတွေအားလုံးကရဟန်းတွေပေါ့နော်အားလုံးရှိကြတဲ့အကြောင်းအဲ့အကြောင်းမှာစောစားတော့ကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာအားလုံးကအဲ့လိုအင်ဂျင်နီနဲ့စားတာဗျာဟိုသမင်းစားဆိုတာသမင်းစားရယ်စောစားဆိုတာစောစားရယ်ကျွန်တော်ပြထားတာပေါ့ အဲ့ဒီမှာအားလုံးကအင်နရီနဲ့ဆိုတာလောကလေဟိုငိမ့်တိငိမ့်ပြီးတော့လိုဟင်းခွက်တွေအကုန်လုံးလိုက်ရှာဖွေးနေတာမျိုးမဟုတ်ဘဲနဲ့အာယဟန်တွေကအကြောင်းထဲမှာပဲနော်အကြောင်းထဲမှာပဲကိုယ့်ကိုခက်စားမျိုးလည်းမဟုတ်ဘူးအဲယဟန်တွေကတပိတ်လေးနဲ့အလူခံတယ်တကာတွေကအဲဆုံးတပိတ်ထဲကိုထည့်ပေးတယ်အဲ့ဒါကိုပဲအင်နရီရှိနေတုံးဆောင်တော့ဘူးအဲဆုံးဖုံးတော့ဘူးပေါ့ကျွန်တော်မြင်တဲ့ခါကျတော့ကျွန်တော်သိချင်စိတ်ဖြစ်လာတာကြောင့်ဆရာတော်တို့တငယ်ချင်းတွေလို့မေးတာမေးတဲ့ခါကျတော့ဘာပြောလဲဆိုတော့ ဟိုစွန်းစားတဲ့ခါမှာလဲစိတ်ကိုထိမ့်ချုပ်ရတယ်ပေါ့ဘာလို့အဲစွန်းစားလိုက်တဲ့ခါမှာဘိုက်ကစားတဲ့ခါကျတော့လောဘဖြစ်တယ်လေစားခြင်းနဲ့စိတ်ကဖြစ်တယ်လေလောဘပေါ့အဲ့လောဘကိုထိမ့်ချုပ်ထားပြီးတော့ဟိုတက်လို့တက်လို့ကြားမှာလောဘမဖြစ်မိအောင်သတိထားပြီးစားတာပါဆိုတဲ့စကားကိုကြားလိုက်တော့သမင်းဘိုက်စားတဲ့ချိန်သမင်းစားရအောင်ဒီလိုမျိုးစီကန်းရှိတာပေါ့လားအာကျွန်တော်စားပြီးကြီးညိုတာကြီးငါကြီးညိုတော့ကျွန်တော်ကကျွန်တော်အဲ့ဒီမှာကျွန်တော်ကတော့ဟိုပြောရရင်ဘာသာရေးကိုအယုံကြည်မရှိတဲ့လူငယ်တယောက်ဘဝကနေလာတာဆိုတော့ ဦးရှာဖို့ပါညာဝန်လေးတယ်ကျွန်တော်ကဆရာတင်ခဲ့တယ်ဗျအဲ့အဲ့လိုလူမျိုးကျွန်တော်လူတယောက်ကိုကျွန်တော်လူတယောက်ကိုတောင်းတောင်းဆရာလို့မခေါ်ဘူးမခေါ်တတ်ဘူးဒါပေမဲ့ကျွန်တော်ဦးချတယ်တခြားကြော်ကြည့်လို့လာတယ်ပေါ့အဲ့နောက်ဆရာတော်နဲ့ကျွန်တော်ကပ်ပြရတယ်ဗျလိုက်လို့တယ်ဘုံကြောင်ဖះရတယ်ဗျတော့တယ်ကျွန်တော်သိချင်တာဆိုကျွန်တော်ပုပ်ပုပ်လင်းလင်းမေးတယ်အရန်တော်ရဲ့ဦးစင်းလေးတွေအရန်ကောင်းစိတ်ထားကောင်းတဲ့ဦးစင်းလေးတွေမင်းနဲ့တော့လေတစ်ခါလေကိုကလူဖြစ်ရတဲ့အမေးမတော်တာရှိတယ်တယ်ဒါပေမဲ့စိတ်မဆိုးပဲနဲ့ဖြော်ပြပြရတယ်ဖြေပြရတယ် ဆိုတော့ဒီနေရာမှာလူငယ်တွေတော်တော်ခါဖြတ်ပြောနေတာဗုဒ္ဓဘာသာမိန်ကုန်းထုတ်လို့မရတဲ့ဘာသာကြီးဘာညာဆိုကျွန်တော်ဝယ်နေပြောခဲ့ဘူးရဲ့ဒါပေမဲ့တင်ချမိန်ကုန်းထုတ်လို့ရတဲ့ယဟန်တွေရှိတာရှိနေတာတကယ်စီကန်းလိုက်နာပြီးတော့ဖះရှင်လက်ထက်ကလိုမျိုးကြင့်ကြံအားထုတ်နေတဲ့ယဟန်တွေကကြတော့မေးပါမသိတာကိုမေးပါမေးတဲ့ခါမှာကောင်းကောင်းမုံမုံအကောင်းဆုံးနည်းလမ်းနဲ့ရှင်းပြလိမ့်မယ်ခင်မိုက်တယ်ဆိုတော့ကျွန်တော်အဲ့မှာကြီးညိုလာတော့ကျွန်တော်ကအဲ့တော့မှကျွန်တော်ကရင်ဖွင့်ဖြစ်တယ်ပေါ့နော်အခုမှဗုဒ္ဓဘာသာဆိုတာကိုနည်းနည်းသိလာတော့တယ်ဘာသာဆိုတော့ အာဦးစင်းနဲ့တောတငယ်ကြီးတောတငယ်ကြီးကပြောတယ်အတိုက်ရာအဲ့တော့တောတငယ်ကတိုက်အာဟဲ့အောင်ရာတဲ့မင်းဟိုတဟောက်ကြီးလို့လဲဆိုရင်မင်းတို့ကတခါတော့အဲသူတို့ရဲ့တကယ်သူတို့စာတင်တိုက်ចောင်းကြီးပေါ့အဲ့ចောင်းကြီးကိုခေါ်ွားခြင်းနေတယ်ဟာဘာဖြစ်လို့လဲဆိုတော့အဲ့ចောင်းကြီးမှာဆိုလို့ရှိရင်ယဟန်ပေါင်းရာထောင်ကြီးရှိတယ်စာတင်တိုက်ဟိုင်းဒါပေမဲ့အားလုံးကဝီနီလိုက်လာပြီးတော့အဲ့လိုလုံးဝစီးနဲ့ကန်းနဲ့မျက်စောဘုရားရှင်လက်ထက်ကလူဟိုဝီနီတိတ်ခါပုတ်တွေနဲ့နေကြတာကျွန်တော်စိတ်ရောဝင်စားရတယ်ဗျ အဲ့ငါအခွင့်ရရရင်တော့လိုက်မယ်ဗျာဆိုပြီးကျွန်တော်တွေးထားတာအဲ့ဒီအချိန်မှာကျွန်တော်ဒီကောင်နဲ့အဲ့ဘက်ကိုရောက်ဘူးအခွင့်ရလည်းရတယ်ခက်တာအဲ့တော့လူငယ်ရတယ်ပတ်စံမရှိဘူးဗျာကျွန်တော်တို့တွေကလည်းပတ်စံမရှိကြဘူးဆိုတော့အခွင့်ရပေါ်မှာတွားရတာအခွင့်ရလည်းပေါ်တယ်စောက်တော့လူရအဲဆရာတော်ကစောက်တော့လူကကျွန်တော်လိုက်ရောလိုက်တော့ရောက်သွားတဲ့အချိန်မှာဒီကိမဆော့ဖျားရှင်လက်ထက်ကလိုပဲဗျာအာအေးကျွန်တော်မဆော့ဖျားရှင်လက်ထက်ကိုတော့ကျွန်တော်မမြင်ဘူးရခါကျတော့လေကျွန်တော်အဲ့လိုပြောရတော့လည်းပို့ရမလားတော့မသိဘူး ဒါပေမဲ့အဲ့လိုလုံးဝအေဂျင့်နဲ့ညင်ခွင်းပြာအာလုံးဝကြောင်းဝင်းရတော့ကျေကြီးအဲ့ထဲမှာရဟန်းတန်ဃာတွေကမောင်မကိုရင်လေးတွေကိုဥစဉ်လေးတွေစားချောက်ဥစဉ်လေးတွေကစာတင်ပေးနေတာအဲတချို့ဥရင်လေးတွေဆိုရင်အပြစ်လုံးပြီလို့ပေါ့နော်အပြစ်လုံးပြီဆိုတာတခြားမဟုတ်ပါဘူးကိုရင်လေးတွေက9နှစ်ရှင်းနေ9နှစ်10နှစ်လေးတွေဆိုတော့ညနေစာမှာဗိုက်စာတဲ့အခါမှာအဲ့လိုခုခုစားမိတာမျိုးအပြောဆိုမှားမိတာမျိုးဒန်လေးဖြစ်တဲ့ခါကျရင်ဆရာတော်ကဒန်ပေးတာဘယ်လိုဒန်ပေးလဲဆိုတော့ အာအပင်လေးရေလောင်းခိုင်းနဲ့ထန်ပေးတာဘာလို့လဲဆိုတော့ရေလောင်းနဲ့ကုတူရအောင်လို့တဲ့ဆိုတော့ဟာတကယ်ကြီးလိုပဲအမြင်ကိုကျွန်တော်မြင်ရတာအဲ့ဒီချိန်မှာကျွန်တော်ဘာကိုတွေးမိသွားလဲဆိုတော့ဟာရာထောင်ချီတဲ့ယဟန်တွေတန်ဃာတွေပေါ့နော်ဟိုကိုရင်လေးလည်းရှိမယ်ဦးစင်းလေးလည်းရှိမယ်ယဟန်ကြီးလည်းရှိမယ်ရာထောင်ချီတဲ့စီကံဒိခါပို့ကိုလိုက်နာပြီးမြတ်စွာဘုရားရှင်ရဲ့သာသနာတော်ရဲ့တရားဓမ္မတွေကိုဆက်လက်ပေးဆောင်နေတဲ့ယဟန်သူကြီး ဟာဒီလေးရှိနေပါလားဆိုတော့ကျွန်တော်အဲ့လိုမသိဘူး။ဟာငါတိရရဲ့တိရတော့မှားပြီ။ငါတိရဲ့ယဟန်တွေကကင့်မယ်။အော်ဖဲထိုးမယ်။နှလုံးထိုးမယ်။အာအချိန်မီးလည်းစားစားရင်စားမယ်။အဲဒီလိုမျိုးပေါ့နော်။ဆိုတော့ဟာဒီလိုမျိုးရှိပါလား။ငါစကားငါရဲ့အယူဆရလက်လုံးကုန်ပြီ။အဲငါငယ်ဖို့ငါဘာသာမဲ့ပဲဘာညာဖုံးကြီးလည်းဘာဖြစ်တယ်ပဲညာဖြစ်တယ်ပဲတိရမလားဒုံဘာညာအဲ့လိုမျိုးပြောတယ်ဗျ။အဲတော့ပြောခဲ့တော့ဆိုမှရှိတယ်။အဲ့ကျွန်တော်တိတ်လိုက်တာဟာ အဒီလိုလည်းရှိရဆိုရင်ငါတွေ့ရတဲ့လွန်လာဘောဆိုတဲ့စိတ်ကကျွန်တော်ဝင်သွားတာအဲ့မှာကျွန်တော်စပြီးတော့ဗုဒ္ဓဘာသာကိုကျွန်တော်ကဟိုခရော့ခရော့စောက်ရမ်းစောက်ရမ်းမပြောတော့ဘူးဗျာမပြောတော့ဘူးဟာငါလေ့လာဖို့တို့တာဆိုတော့ကျွန်တော်သိသွားပြီအဲ့ဒါကကျွန်တော်တန်ခါကိုကြီးညိုလာခြင်းနဲ့ဗုဒ္ဓဘာသာကိုစိတ်ဝင်စားလာခြင်းတရားဓမ္မတွေကိုစိတ်ဝင်စားလာခြင်းကြတော့ကျွန်တော်ကသင်ခင်သမားတွေးခေါ်တာအရင်ကြိုက်တယ်ကျွန်တော်တွေးခေါ်လို့ ဒီ mindset တစ်ခုပေါ့နော်အဲ့လို psychology နဲ့ပတ်သက်တယ်ဘယ်လိုပြောရမလဲတက္ကနာတစ်ခုခုရပြီဆိုရင်အဲကျွန်တော်အရင်စိတ်က certificate ကြီးကျင်နေတာအာလူ့ဘဝမှာဒါကြီးကဒါပဲဆိုပြီးကျွန်တော်ကတကယ်ချင်းကိုဂုဏ်ပြုပြောတာဒီတော့ဘုန်းကြီးလူဆိုတော့ဒီကောင်တရားတမောတော်တော်နှံ့ဆက်တာအရင်ကံခေါင်းလေးကောဟာမင်းအဲ့ဖေအပ်တဲ့နေရာမှာဟောထားရလေကွာဟာဟုတ်သေးပေါ့ဟုတ်လားမင်းငေါ့ကျန်းကန်ထောက်ထားပြဒီကောင်တော့ပြတယ်ပြောလဲပြောဒီကောင်ခေါင်းထဲမှာအလုပ်ရှိတယ်ပြောပြဟာဟုတ်ပြီ ်တုံးခါတော့ကျွန်တော်ကြုံဘူးကျွန်တော်အတွေ့အကြုံတစ်ခုကို complete ဖြစ်ဖို့ကျွန်တော်တစ်လလောက်အချိန်ကိုစဉ်းစားရတယ်ဗျာသူကဖျားဟောတယ်မှာရှိတယ်ကြီးပဲခွာပြောစီးပြောတဲ့ခါကျတော့ကျွန်တော်တင်းလာတယ်ကျွန်တော်ဘယ်လိုတင်းလာလဲဆိုတော့ဟောငါ့ဘောကြိုးစားပန်းစားတယ်မနာမနေအားအားနေစဉ်းစားပြီးတော့ထုတ်လိုက်ရတဲ့ mindset တွေဖျားဟောပြီးသားဆိုလို့ချင်းဟာငါအချိန်ကုန်တယ်ငါအချိန်ကုန်တယ်အချိန်ငါအချိန်မသုံးတော့ဖျားဟောတဲ့ တရားတွေကိုကဖះဟောတဲ့နှုတ်ကထွက်လာတဲ့အတိုင်းကသိချင်တယ်။အလေးလာရင်အဲ့ဒီဟာတွေကိုငါရဲ့အုံနောက်နဲ့စဉ်းစားနိုင်တဲ့ဉာဏ်နဲ့ငါပေါင်းဆက်ပြီးတော့ငါချက်တွေးချလိုက်မှဆိုရင်ငါတွေးရပုံပြီးမိုက်လာမယ်။ပုံပြီးတော့အဆင်ပြေလာ။ပြန်ခီးရောက်လာမယ်ဆိုတော့တူတူကျွန်တော်ဝင်သွားတာ။အဲ့မှာကျွန်တော်တရားဓမ္မကိုဆက်လေ့လာ။ဘယ်ပိုင်းအစားအလဲဆိုကျွန်တော်လူလေးပြားလူဆိုလူကိုစဉ်းစားတယ်။ဖះဟောတာအလုံးမဲ့ဖះကလောကကြီးကြောင်းအဲဝိပဿနာခဏထားလိုက်အောင်အဲ တမထတကိုးတွေပါတယ်ညာတွေပြီးရင်စီးပွားရေးနဲ့ပတ်သက်တဲ့ဟာတွေဘယ်လိုများဟောခဲ့နေဆိုတော့ကျွန်တော်လိုက်ရှာတယ်အဲအကြကျွန်တော်ဒီနေ့ share ပြီးခဲ့တဲ့အပတ်တွေတုန်းက share ခဲ့တဲ့ဗီဒီယိုတွေဖြစ်လာတာပါကျွန်တော်အဲ့လိုလိုက်ရှာရင်လိုက်ရှာရင်လည်းတွေ့လာတာပေါ့နော်အားတော့ကျွန်တော်ဗုဒ္ဓဘာသာကိုဘယ်လိုယုံကြည်လာတယ်တန်ဃာတွေကိုဘယ်လိုကြည်ညိုလာတယ်နဲ့တရားဓမ္မတွေကိုဘယ်လိုစိတ်ဝင်စားလာတယ်ဆိုတာလေးကိုကျွန်တော်အချင်းချင်းပြန်ပြောပြတာပါအသေးစိတ်လေးပြန်ပြောမယ်ဆိုတော့အရင်ရှိသွားမှာဆိုလိုပါခင်ဗျာ ်ငယ်တွေအနေနဲ့ညီအထူးသဖြင့်ညီငယ်ညီမငယ်တွေအနေနဲ့ကျွန်တော်တို့လည်းစေကူအတွေ့ရှိခဲ့တယ်ရှိနေကြတယ်ဆိုရင်ဘုရားမှာတောင်တစ်ချက်လောက်ပြန်လှမ်းကြည့်ကြည့်ပါ